မရဏတာတခင်ဖရာကြွလာတော့မီမေလ29ရက်တင်းခွဲသူတို့ကိုတရိပ်ပြုတ်ပါမှားယွင်းเสียအကြောင်းရှိရမီတို့တော်လဲမှားယွင်းเสียအကြောင်းကိုဖြစ်စေတော်သူဒီအမင်္ဂလာရှိ ရှင်လုကအခန်းကြီး7ခွန်အငယ်1ဖရာသခင်ဒီလူတစုကိုခေါ်ထုတ်ကသူတို့ဒီတလုံးတဝဒီဖြင့်စေလုံးရက်တွင်ငေတော့အရာများကိုသာပြောကြရန်နှင့် မိမိတပည့်တော်များအတွက်ခရစ်တော်၏စူတောင်းချက်ကိုအကောင်အထည်ပေါ်ယံပြင်ဆင်တော်မူသည်ကိုရောနှင့်အကျွန်ုပ်သည်တလုံးတဝတိဖြစ်တဲ့ကဲ့သို့အကျွန်ုပ်အားပေးတော်မူသောဤသူတို့သည်ဖြစ်ရပါမည်အကြောင်းသူတို့ကိုကိုရော၏နာမ၌တည်စေတော်မူပါဖျားသခင်သည်အလွန်ပြန့်ကျဲနေသောလူအနည်းငယ်တို့နှင့်သာအတူရှိသည်ဟုယုံကြည်သည့်တင်းငယ်သောအဖွဲ့အစည်းများသည်အဆက်မပြတ်ထွက်ပေါ်လိရှိကား သူတို့သည်ဘုရားသခင်ရဲ့စေခါများတိဆောက်ခဲ့သောအရာများကိုဖြိုဖျက်ဖြန့်ကျဲရန်လှူဆောင်ကြသည်ဘုရားသခင်၏နှုတ်တော်ထက်စကားနှင့်အငင်းစီးလုံးရနေလမျိုးစုံဖြင့်ကြိုးပမ်းသူတတရကောင်းကင်တမန်တရင်စကား၌တည်မြဲနေသူတို့သည်မိမိ၏အလုပ်ကိုချဲ့ထွင်ပြီးတမာတရားထဲသို့ဝိငင်များစွာကိုဆို့သိမ့်တော်ကြောင်းထိုသူများကတန်တရားဖြင့်ကြည်နေကြသည်သူတို့သည် လောကကိုဩဇာလွှမ်းမိုးတော်ကြောင်း ထိုသူများကလောကီဆန်သူများဖြစ်မြင်ကြသည်လူတယောက်ဒီထလာ၍ဖျားသခင်ကပို့ဆောင်သည်ဟုပြောဆိုလျက်ဆိုးရုပ်သူများတွင်ထမြောက်ခြင်းမရှိဟုသောမိစ္ဆာတိတိအယူကိုထောက်ခံပြောဆိုသည်အခြားတဦးသည်လည်းအနာဂတ်ကာလနှင့်ပတ်သက်၍မှားယွင်းတော့အမြင်ကိုရင်ဝယ်ပိတ်ထားပြန်သည် သူတို့သည်ဘာသာရေးလွတ်လပ်မှုအပြည့်အဝကိုလိုချင်ကြသည်အယောက်စီတိုင်းသည်တဦးကိုတဦးအမိအခုကင်းစွာတွာလာကြလက်ပင် ဖျားသခင်သည်အထူးသဖြင့်သူတို့အထင်းသာအလုံလုံဆောင်သည်ဟုပြောဆိုကြသည်ဤသူတို့သည်စင်ချင်းတုံတရားရှိသူများမဟုတ်ကြချေသူတို့သည်မှားယွင်းသောနှူးဆော်မှုယူဆောင်ခြင်းကိုခံရကြသည် သူတို့၌တမာတရားမရှိသည်ကိုကျွန်ုပ်တို့သိကြသည် သူတို့သည်ဖျားသခင်၌ပြုတ်ပြင်ပြောင်းလဲခြင်းရှိပါစေသူမဟုတ်အိုးပုံးနှင့်ကိုဆွံ့လွတ်ကြစေသူအခါသူတို့သည်မယုံကြည်သူများ၏လမ်း၌ရပ်နေကြလိမ့်မည်မဟုတ်ချေ လောကသည်သူတို့ကိုမုံတီးရန်လှုပ်ဆောင်တော်လန်းကိုလိုက်နေသူတို့အပေါ်ဖျားသခင်အမျက်ထွက်တော်မူသည်အကယ်၍ခရိယန်တဦးသည် သူ၏ကောင်းသောအလုပ်ကြောင့်ခရစ်တော်နောက်လိုက်ခြင်းတို့ကြောင့်အမုန်းခံရလျင် သူသည်ဆုလက်ရရှိလိမ့်မည်သူရတွင်ချစ်ချင်းခံရစေမည်လမ်းကြောင်းမလိုက်ခြင်းကြောင့်၎င်းသူ၏မယင်ကြည်သောအပြုတ်မှုကြောင့်၎င်းမိမိအိမ်နှင့်ခက်ရန်ဖြစ်ရန်တမန်တော်ကိုအတုံးချခြင်းကြောင့်၎င်း အုပ်ပုံလေးကိုသူတို့အတွက်အနှောင့်အယှက်ဖြစ်အသုံးပြုခြင်းကြောင့်၎င်းသူသည် အမုန်းခံရလင်သူသည်အပြစ်သားများအတွက်ခလုတ်တသိမ်းဖြစ်ကာမူမြတ်သောတမန်တော်ကို ရှုံချသူဖြစ်သည်အကယ်၍သူသည်နောင်တမရလင်သူသည်မိမိလည်းပြင်းတွင်ကြိတ်စုံကိုဆွဲလျက်ပြင်လည်းထဲသူချတော်သား၍ကောင်း၏